ထိုင်းမှာနေသက်ကူကာလရင်မတော်တဆမှုရှော့ချရေးပြည်သူ့ကျန်းမာရေးနဲ့လူငယ်တွေဘေးကင်းလုံခြုံဖို့ရည်ရွယ်ပြီးည7:00နာရီကနေမနက်7:00နာရီနေ့လယ်7:00နာရီကနေညနေ9:00နာရီအထိဆိုင်းတွေမှာအရက်ပြာရောင်းချထိုင်တောက်ခွင့်မပြုဖို့နိုဝင်ဘာလဇန်ပိုင်းမှာဥပဒေထုတ်ခဲ့ပါဗျာ။အဲ့ဒီဥပဒေနဲ့ပတ်သက်ပြီးထိုင်းလူမှုအသိုင်းအဝန်းကြားဝေဖန်မှုတွေမြင့်တက်ခဲ့တယ်လို့နိုင်ငံသားဧည့်သည်တွေနဲ့အမိတဟဲပြုစည်းဝါးလောက်ကနေလက်ခီးသွားလုပ်ငန်းကိုလည်းခရရိုက်စေခဲ့ပါဗျာ။ ပြန်ဖြေလျှော့တဲ့ဥပဒေကြောင့်ထိုင်းကီးသွားလုပ်ငန်းကိုပိုကောင်းစေနိုင်ပြီးတင်းကျပ်တဲ့ဥပဒေဟာအောက်ခြေလုံသမားတွေကိုငွေညစ်တဲ့ဖြစ်စဉ်တွေဖြစ်မှာကိုစိုးရိမ်နေလို့လဲအလုပ်သမားရေးလှုပ်ရှားသူတွေကပြောပါတယ်။ဆိုင်မှာပွဲတော်တွေလှုပ်တာတွေကတော့နေ့တွေညတွေရှိတာပဲလေအဲ့တော့ အဲတချို့ကျောင်းနေမှာဆိုရင်နေရောညာရောပါတီရေးပေးပြီးတော့ပျော်ပါနေကြတာလည်းရှိတယ်။သူတို့ခီးသွားလုပ်ငန်းအတွက်ကတော့ချော်ရမကလုပ်ငန်းတွေအတွက်ကတော့ကောင်းပါပေါ့။တစ်ဖက်ကလားကျမကြီးဝန်ကြီးဌာနရဲ့အမြင်အားဒီလိုရက်သေးတာဒီလိုချိန်ချိန်မှာတောက်စားပြီးတော့ရှင်တိုင်းမှုတွေဖြစ်လေရှိတာမျိုးနဲ့သုံးသပ်ပြတာဆိုတော့ခီးသွားလုပ်ငန်းအတွက်ကတော့အများကြီးကောင်းသွားမှာပေါ့။ရှင်တိုင်းမှုအများဆုံးဖြစ်လေရှိတဲ့ထိုင်းနိုင်ငံမှာနှစ်စင်တာကြံလင်းနေဆိုတောက်စားမှုကြီးပြောရှင်နေတိုက်ကြတယ်။နှစ်တိကူဒီဇင်ဘာတွေဆိုရင်တောက်စားမှုကြီးတွားလေကြရှင်နေတိုက်ကြတယ်။ဒါမျိုးတွေဖြစ်နေတဲ့နိုင်ငံမျိုးဆိုတော့ဥပဒေကတော့ ဟိုကောင်းတယ်ဒါပေမဲ့ခုနပြောလို့ကွဲမင်းတို့ကစိုးရိမ်လာတော့စစ်ပြောင်းလုပ်သမားကုညီရေးဒီလုပ်သမားရေးကုညီဆောင်ရွက်ပေးနေတဲ့အနေထားနဲ့ပြန်ကြည့်မယ်ဆိုရင်တော့အောက်ခြေလုပ်သမားတွေဝင်ကြီးခံရမှာစိုးရိမ်တာတစ်ခုပဲပေါ့နော်အရက်ပြာတတ်သုံးခွင့်ဥပဒေပေါ်ပြန်သုံးသတ်တဲ့အစည်းအဝေးရနေ့လယ်နာရီကနေညနေ9နာရီအထိစိုင်းထိုင်းအရက်သားခွင့်ပြန်ဖြေလျှော့ခဲ့ပြီးအရင်ဆုံး6လတာစံသက်ခွင့်ပြုတာဖြစ်ကြောင်းအချိန်လေးကိုစောင့်ကြည့်မယ်လို့ဆုံးဖြတ်တာဖြစ်ပါတယ်။ ဒါအပြင်ည7:00နာရီနောက်ပိုင်းကစလို့မနက်7:00နာရီထိဆိုင်းထိုင်အရင်မတော့ရဆိုတဲ့အချက်ကို မနက်7:00နာရီထိထိုင်နိုင်ကြောင်းအချိန်ထပ်တိုးပြီးဒါကိုလည်း6လဆောင်ကြည့်မယ်လို့ဆိုပါတယ်။နိုဝင်ဘာလ17ရက်ကစလို့ဒီဖြေလျှော့မှုတွေဟာ15ရက်အတွင်းအသက်ဝင်မှာဖြစ်ပါတယ်။အခုလိုဖြေလျှော့ပေးမှုတွေကိုထိုင်းရမြန်မာလူငယ်တွေကလည်းကြိုဆိုရလို့ပြောပါတယ်။ဒီလေ7:00နာရီကနေညနေ9:00နာရီထိ ဆိုင်မှာအရက်ထိုင်တောက်လို့မရဘူးဆိုတော့လေနည်းနည်းလေးကတိကအောင်ဖြစ်ခဲ့တယ်ဆိုတော့အဲ့ဒီအချိန်တွေကိုရှောင်တာပေါ့နော်ဘန်ကောက်မှာကတည်တဲ့အတိုင်းည7:00နာရီလောက်ဆိုရင်ဟိုဆိုင်တွေရောလူတွေရောရှုပ်ရှက်ခန့်တွေရောလေတခါတလေကြာရင် ကိုယ်ထိုင်နေတဲ့ဆိုင်မှာနေရာမရှိတော့တာမျိုးတွေပါဖြစ်တယ်ဒါကြောင့်မလို့ညနေ4:00နာရီဆိုရင်အများနဲ့ထိုင်ဖြစ်တယ်အဲလူလဲရှင်းတယ်စားချင်တာလဲစိတ်ကြအေးအေးဆေးမှာလို့ရတယ်အဲပြည့်ရက်တွေပါလေဆိုရင်တော့လူနည်းနည်းရှင်းသွားတဲ့ဒီည7:00နာရီနောက်ပိုင်းကိုလည်း အခါကလေးထိုင်ဖြစ်ပါတယ်အဲအဲ့လိုထိုင်ဖြစ်ပြီးတော့ည9နာရီ3နာရီလောက်မှပြန်လာမျိုးလည်းရှိတယ်ဒါကြောင့်ကျွန်တော်အတွက်ရော ကျွန်တော်အပေါင်းအသင်းတွေအတွက်ဆိုရင်တော့အခုလိုမျိုးအဲစီကံဖြေလျှော့လိုက်တာပေါ့နော်ဥပဒေကိုဖြေလျှော့လိုက်တာကောင်းတယ်လို့ထင်ပါတယ်ကျွန်တော်အနေနဲ့ကတော့ကြိုးစားတယ်လို့ပြောချင်ပါတယ်ထာနကမှာအရရောင်းဝယ်တာသုံးခွင့်ကိုပြန်လည်ဖြည့်လျှော့တဲ့အတွက်ခီးသွွားလုပ်ငန်းကိုလည်းတည်တည်တသာမြင့်တင်ပေးနိုင်တယ်လို့နိုင်ငံတကာအဲ့ဆယ်တွေအတွက်လည်းစိတ်ပန်းပြေစေတာကြောင့်ဝင်ငွေပိုရစေနိုင်တယ်လို့ ထိုင်းနိုင်ငံဆက်မှုလက်မှုလုပ်ငန်းရှင်များအသင်းကပြောပါတယ်။ထိုင်းကဇေဝစင်တာရက်ကွက်ဆိုင်တွေနဲ့711ဆိုင်တွေမှာအရက်ပီယာရောင်းချတာကိုနေ့လယ်၂နာရီကနေညနေ၅နာရီအတွင်းကန့်သက်ထားပြီးဒီဥပဒေဟာ1982ခုနှစ်ကလေးကရှိခဲ့တာပါ။အဲ့ဒီဥပဒေဟာဒီကနေ့ခေတ်လူမှုအသိုက်အဝန်းနေထိုင်မှုပုံစံနဲ့မကန့်ညီဘူးလို့လည်းဝေဖန်ခံရတာဖြစ်ပါတယ်။ကျွန်တော်ဇွဲသစ်ပါ။